မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လွိုက်ကော်မျိုးအနီးစကစအထိုင်းစခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစကစတပ်သား20ဦးထပ်မင်းသေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်နီကရားပြည်နယ်လွိုက်ကော်မြို့အနီးစစ်ကောင်စီအထိုင်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုကရင်နီတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးခဲ့ပြီးလက်နက်ရှိလက်သိမ်းစီရရှိခဲ့တဲ့လို့ KMTF view ဟာအမှတ်2ကဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။ ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KMTF ဖြူဟာအမတ်နှင့်အတူဖြူဟာအမတ်နှင့်အောက်ရှိတပ်ရင်းတွင်လည်းမဟာမိတ်တပ်ပေါင်းစုတွေကတပြည်ကုန်းရွာဖုန်ကြီးကျောင်းဝင်းအတွင်အခိုင်အမာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စခန်းကိုတိုက်ခိုက်နေစဉ်အတွင်စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာ MA1 ၅လက် AK47 တလက် MA4 တလက် RPG တလန်နဲ့အခြားလန်နဲ့ခရံတွေတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးခဲ့ပြီး KMDF ဗျူဟာအမှတ်နှစ်နဲ့တပ်ပေါင်းစုတွေဘက်မှရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတနတ်ထောင်ပြီးဖုတ်ပူမိလိုက်လို့မြင်းအောင်လာ၏အတူရောင်ရွေးကောက်ပွဲဆိုတဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ရွေးကောက်ပွဲလုံးလုံးမလုံးလုံး NUG ကဆက်နိုင်အောင်တိုက်ရမှာပဲသူမလုံးရင်တော့ကြာလာတာနဲ့အမျှစကစရဲ့စည်ရေးနိုင်ငံရေးကအပေါ်ကိုပြန်ရောက်သွားပြီးတော်လန်ရေးကခန်းစစ်ကိုရောက်သွားမယ်အဖက်ဖက်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီဟာသူတို့အတွက်နိုင်ငံရေးထွက်ပေါက်လို့ယူဆထားတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့အသေးအံပြင်ဆင်နေကြပြီးရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်အကြောင်းစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကကြေညာထားပါတယ် ဒါပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လုပ်ငန်းစဉ်တွေဟာထင်သလောက်မယိုးရှင်းသလိုရွေးကောက်ပွဲကျင်းပဖို့6လဝင်ကျင်သာလိုတော့ပေမဲ့လက်ရှိအချိန်ထိကိုရွေးကောက်ပွဲဤဥပဒေဆိုတာလည်းထွက်ပေါ်မလာသေးပါဘူး။ဒီတော့ပင်ဆိုစဉ်စက်ကောင်စီကတော့နိုင်ငံရေးထွက်ပေါက်အရာရောတရုတ်ရဲ့ဖိအားတွေကြောင့်ပါရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပသွားမှာကတော့အသေးချပါပဲ။ပြည်ကရ2024ခုနှစ်မတ်လ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့ရုရှားနိုင်ငံရဲ့ Intertest Media နဲ့တွေ့ဆုံစဉ်မှာအရေးပေါ်ကာလာတွေပြီးတာနဲ့ခါလုံကိုအာနာပြန်လွှဲပြီးရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့မင်းအောင်လိုင်ကပြောခဲ့ပါတယ်။မင်းအောင်လိုင်ကကာလုံကိုပြန်လွှဲမယ်၊ကာလုံကနေဦးစီးပြီးရွေးကောက်ပွဲလုပ်မယ်လို့သူကပြောလာခဲ့ပြီးအဲဒါတွေကိုလေးလာလိုက်တဲ့အခါကျတော့2008ဖွဲ့စည်းပုံအရဆိုရင်ကာလုံကနေသူ့ကိုအာနာလွှဲခဲ့တဲ့သမရကိုပြန်အစီရင်ခံရအောင်မှာ စာနဲ့အစီရင်ခံရမယ်။အဲ့အစီရင်ခံစာရတဲ့နေ့မှာပဲသမရကနေပြီးတော့ကာလုံကိုပေးအပ်ထားတဲ့အရေးပေါ်အမိန့်ကိုဖြတ်သိမ်းပြီးကြောင်းကိုကြေညာရမယ်။အဲ့နောက်မှာမှာကာလုံကိုရွေးကောက်ပွဲဆက်ပြီးကျင်းပဖို့အတွက်အာဏာပေးရမယ်။အဲ့မှာမှာကာလုံကနေ6လအတွင်းရွေးကောက်ပွဲလုပ်ပေးရမယ်။အဲ့ဒါကတော့ရွေးကောက်ပွဲလုပ်ရမယ်ဥပဒေပါအချက်လက်တွေပါပဲလို့နိုင်ငံရေးလှိလသုံးသက်သူလူအခွင့်ရေးရှင်တွေဦးကြီးမြင့်ကသတင်းဌာနသို့ရှင်းပြပါတယ်။ ဒီအထိကတော့ရိုးရှင်းသလိုဖြစ်နေပေမဲ့တကယ်တမ်းမရိုးရှင်းနေပါဘူး။အားကြောင့်လဲဆိုတော့လက်ရှိမှာအာနာသိန်းတာကိုအာနာထိန်းနေဆိုတဲ့အကြောင်းပြချက်နဲ့အာနာထိန်းကာလကို6လတကြိမ်သက်တမ်းတူနေတာကမင်းအောင်လိုင်းဖြစ်သလိုကာလုံးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်းမင်းအောင်လိုင်းပဲဖြစ်နေတာပါပဲ။အဲ့ဒါနဲ့ဒီမပြီးသေးပါဘူးမင်းအောင်လိုက်ဟာဝင်ကြီးချုပ်ယာရုသားမကသူ့ကိုယ်သူနိုင်ငံတော်ယာယီတမရယာရုကိုလည်းကိုယ်တိုင်ပြန်လဲပေးအပ်ထားသူဖြစ်ပါတယ် ။ဒီတော့ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာအာနာသိန်းစစ်ကောင်ဆောင်ဟာစစ်ဦးစီးချုပ်အဖြစ်ဆက်ရှိမှလာ။ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ပေါင်းပြီးနိုင်ငံတော်သမ္မတရာထူးရယူမှလာဆိုတာကမုံလုံးကိုစက်ကူကတ်တယ်လို့ပဲအဖြေမရှိနေပါဘူး။ပူတီမြင့်ကဆက်လက်ပြီးလာမယ့်ဇူလိုင်လ31ရက်နေ့မှာ6လတက်တန်းကကုန်ပြီ6လအတွင်းရေကောက်ပွဲလုပ်ရမှာဆိုတော့ရေးကြည့်လိုက်ရင်ဇန်နဝါရီလ31ရက်နေ့မှာပြေမှာအဲ့တော့သူကဒီ6လအတွင်းမှာလုပ်ကိုလုပ်ရမှာဒီဥပဒေကလည်းမထွက်ရသေးဘူးအဲ့ဒါတွေကလည်းဒီကြားထဲမှာထုတ်ရမယ်ပေါ့ နော်ပြီးသွားရင်အုတ်ချုပ်ရေးတရားစီရင်ရေးတွေကိုလည်းလူသစ်တွေခံပြီးလုပ်ရမယ်ဆိုတာကိုဥပဒေကတော့ပြဋ္ဌာန်းထားတယ်။အဲ့ဒါတွေကိုတော့သူဘယ်လိုလုပ်မလဲစောင့်ကြည့်ရမှာပဲ။ပြီးတော့တရုတ်ရဲ့ဖီအားကတအားပြင်းလာလို့မဖြစ်ဖြစ်အောင်လှုပ်သွားမယ်အနေထားပဲ။မင်းအောင်လိုင်းကတော့မလှုပ်ချင်နေဘူး။သူကတော့အာနာထိန်နေဆိုပြီးရာသက်ပန်တောင်တိုးကျင်နေတဲ့သူ။ဒီတော့ဒီရွေးကောက်ပွဲကတစ်ကြိမ်တည်းမရရင်လဲနှစ်ကြိမ်၊သုံးကြိမ်လောက်ခွဲလုံးမဲ့အနေထားမျိုးလို့ဆိုပါတယ် အခုစစ်ကောင်စီကနေကျင်းပမဲ့ရွေးကောက်ပွဲကိုတရုတ်ရုရှားဗီလာရူအာဆီယံတချမ်းအီရန်အိန္ဒိယနိုင်ငံတွေကအတိမတ်ပြုမှာဖြစ်ပြီးအာဆီယံတချမ်းနဲ့အမေရိကန်ဩစတြေးလျနယူးဇီလန်နဲ့ EU နိုင်ငံတွေကနေတော့အတိအမှတ်ပြုကြမှာမဟုတ်ဘူးလို့နိုင်ငံရေးလေလာသုံးသပ်သူတွေကခန့်မှန်းထားကြပါတယ်။အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကလည်းမြန်မာနိုင်ငံအတွင်ဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုထားပြီးစစ်ကောင်စီအဆိုပြုထားတဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးလှည့်ပြမှုအဖြစ်သတ်မှတ်ကြောင်းသဘောထားပြသထားတယ် ားပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ဤသည့်ရွေးကောက်ပွဲမဆိုတရားဝင်အဖြစ်သတ်မှတ်ခံရဖို့ဆိုရင်သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအတိုက်အခံအဖွဲ့တွေပါအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်လို့ဆိုထားတာပါ။မင်းမင်းများစွာကိုလက်လွတ်ဆုံးရှုံးထားရတဲ့စစ်ကောင်စီဟာသူတို့စိုးမိုးထားနိုင်တဲ့မြို့အနေငယ်ကလွဲလို့ တနိုင်ငံလုံးအပြည့်တော့ရွေးကောက်ပွဲကိုကျင်းပနိုင်မှာမဟုတ်တာအသေးချာပါပဲရွေးကောက်ပွဲကိုပြည်သူတွေကလည်းအတိအမှတ်မပြုကြပါဘူးဒါပေမဲ့လက်နက်နဲ့စိုးမိုးထားတော့သူစိုးမိုးနိုင်တဲ့နေရာမှာတော့အတိအမှတ်ပြုနေရမှာပေါ့မျိုးပေါင်း၁၀၀လောက်ကတိုင်းရင်းသားတပ်တွေနဲ့တော်လှန်ရေးတပ်တွေကတင်ထားတယ်။နေမြေ80ရာခိုင်နှုန်းလောက်ကလည်းຫນွေဦးတော်လှန်ရေးတပ်တွေကစုံမထားတယ်ဆိုတော့ဘယ်လိုဆက်လုပ်မလဲဆိုတာကလည်းစောင့်ကြည့်ရမှာပါလို့ဦးကြီးမြင့်ကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင်တော်လှန်နေတဲ့နိုင်ငံရေးအင်အားစုအလုံးကတော့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်ဘူးလို့အသီးသီးထုတ်ပြန်ထားပါတယ်။ရှင်းနေဦးကြည်မြင့်ကတော့ရွေးကောက်ပွဲလုံးလုံးမလုံးလုံး NUG ကစစ်နိုင်အောင်တိုက်ရမှာပါ။သူမလို့ရင်တော့ချလာတာနဲ့အမျှစကားစားရဲ့စစ်ရေးနိုင်ငံရေးကအပေါ်ကိုပြန်ရောက်သွားပြီးတော်လှန်ရေးကခန့်စစ်ကိုရောက်သွားမယ်။ဒါကပြည်သူအပေါ်မှာလည်းမူမတည်ဘူး။ နိုင်ငံတကာအပေါ်မှာလည်းမူမတည်ဘူး။ NUG ရဲ့ဦးဆောင်နေတဲ့အရေးအချင်းတွေစီရနာပေါ်မှာမူတည်နေပါတယ်။ဒီတော့စစ်နိုင်အောင်သာတိုက်ရမယ်မနိုင်ရင်တော့ရန်သူလက်အောက်ထဲကိုရောက်သွားလိမ့်မယ်လို့ထောက်ပြပြောဆိုပါတယ်။ဖြီးသူကောက်ကွယ်ရေးတပ်မတော် PDF နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာမြို့နယ်စုစုပေါင်း144မြို့နယ်ကိုစုံမုံချုပ်ကင်ထားပြီးအဲ့ဒီထဲမှာမှမြို့65မြို့မြို့နယ်အပြည့်48မြို့ကိုအပိသက်သိမ်းပိုက်ထားတာပါ။ ကျန်းတဲ့မြို့နယ်တွေက89မြို့နယ်မှာလဲတော်လန်စစ်ဖြစ်ပွားနေတာကြောင့်စစ်ကောင်စီစုမှုအုပ်ချုပ်ထားနိုင်တဲ့မြို့ဟာတရက်9မြို့နယ်သာကျန်ရှိတော့ကြောင်း2024နှစ်ကုန်ပိုင်းမှာထုတ်ပြန်ထားတဲ့ NUG ရဲ့စီရေးတိုးတက်မှုအစီရင်ခံစာကဖော်ပြထားပါတယ်ဆလပီငလင်တန်သည့်ပြည်သူတွေစီရိတ်ခါဖြန့်ဖြူးပေးဖို့ရူရို၅တန်းကို WFP ကတဆင့် EU ထောက်ပံ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ငလင်တန်တည့်ဒေတာကမြန်မာလူထုအတွက်စားနပ်ရိက္ခာထောက်ပံ့ဖို့ဥရောပသမဂ EU ကရန်ပုံငွေရူရို၅တန်းကိုကုလသမဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး WFP ကတဆင့်ပေးအပ်သွားမယ်လို့သိရပါတယ်။ဥရောပသမဂကပေးလာတဲ့အဲ့ဒီရန်ပုံငွေနဲ့ငလင်ပေးတဲ့အစိုးရဆုံးခန့်စားခဲ့ရတဲ့သူတွေအတွက်စားနပ်ရိက္ခာဒါမှမဟုတ်ရိက္ခာဝယ်ဖို့မိသားအကူအညီပေးအပ်သွားမယ်လို့ WFP ကဆိုပါတယ်။ ။ကြပြင်ကလေးတွေနဲ့မိခင်တွေအတွက်ပါအထူးအဟာရအထောက်ပံ့တွေပေးအပ်သွားမယ်လို့ဇွန်လ၄ရက်မှာ WFP ကသတင်းထုတ်ပြန်ထားပါတယ်။အထောက်ပံ့အကူအညီလိုအပ်နေသူတွေထံတိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီးဒေသခံမိဘတွေအစိုးရမဟုတ်တဲ့ NGO တွေနဲ့လက်တွဲဆောင်ရွက်ရမယ်လို့ WFP ကအတည်ပြုထားပါတယ်။ မန္တလေးတိုင်းစီမကြသေးခင်က EU နဲ့ WFP ကတာဝန်ရှိသူတွေကွင်းစင်းလေ့လာရမှာငလင်တန်တဲ့ပြည်သူတွေရင်းဆိုင်နေရတဲ့အခက်အခဲတွေကိုတွေ့ရပြီးနောက်အခုလိုရန်ပုံငွေရရှိလာတာလို့ WFP ကဆိုပါတယ် WFP ဟာမန္တလေးတိုင်းစကိုင်းတိုင်းရှမ်းပြည်တောင်ပိုင်းနေပြီးတော့အပါအဝင်ငလင်တန်တဲ့ဒေသတွေကလူဦးရေလေသိမ်းခန့်စီအရေးပေါ်စားနပ်ရိက္ခာအကူအညီတွေပေးအပ်နိုင်ခဲ့တယ်လို့သိရပါတယ် ။ဒါပြင်လက်ရှိစွန်လဇန်းကစတင်ပြီးနှစ်လတာကာလအတွင်းလူဦးရေတသိန်းခွဲခန့်ကိုထောက်ပံ့ကူညီပေးသွားမယ်လို့လည်းသိရပါတယ်။ရှမ်းပုံငွေမလုံလောက်တာကြောင့် WFP ဟာမြန်မာနိုင်ငံကလူဦးရေတသန်းကျော်အတွက်စားနပ်ရိက္ခာအထောက်ပံ့တွေကိုပြီးခဲ့တဲ့ဧပြီလကတည်းကဖြတ်တောက်ခဲ့ရပါတယ်။